လေးဘက်ဇတိုင်ယုံတင်ခွင့်ရကဝင်ငွေအများဆုံးအဖြစ်တိမ်မောင်းတောင်းချီဝင်ငွေရရှိသွားတဲ့ဝင်းမွန်ရွှေရဲ့နတ်ဝင်သေးဇက်ကားကြီးနောက်ွယ်ကလှဝချံ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုလက်ရှိရုံတိပြသနေတဲ့ကာလအတွင်းမှာနှဲ့ဝင်တဲ့ဇက်ကားကမြန်မာနိုင်ငံရဲ့ရုပ်ရှင်သမိုင်းမှာရှားပါလာတဲ့အောင်မြင်မှုတစ်ခုကိုရယူထားနိုင်ခဲ့ပါပြီ။တရင်းနေအရာဒီဇက်ကားကပရိသတ်အားပေးမှုအလွန်ကြမ်းတမ်းလာကြောင်းလေးဘက်ဇက်တရုံတင်ခွင့်ရရှိထားပြီးတော့ဝင်ငွေအဖြစ်လဲတိမ်ပေါင်းတစ်ထောင်ကျော်အမျက်ငွေရရှိနေပြီလို့သိရပါတယ်။ရုပ်ရှင်လောကမှာတရက်ထဲနဲ့တိမ်တစ်ထောင်အမျက်ရတယ်ဆိုတဲ့စံချိန်တွေတင်မကပဲတလာနီးပါးကြာမြင့်လာတဲ့အထိပရိသတ်တွေရဲ့အရှိန်အဟုန်မကြသေးရတဲ့ တကယ်ကိုအမခဲမှာပဲ အဓိကကတော့ဇလန်းဇယုံနဲ့တရုတ်ဆောင်မှုတို့ရဲ့ပြည်ပြည်ဆောင်တဲ့ပေါင်းစပ်မှုပါပဲဒီဇက်ကဟာ2025ခုနှစ်အကယ်ဒမီစုဝေးပွဲအတွက်အမျိုးသမီးဇက်ဆောင်စုကိုဝင်းမွန်ရွှေကစုခုဖို့အတွက်နံပါတ်1ပြေးနေတယ်လို့ပရိသတ်တွေနဲ့ဝေဖန်ရေးဆရာတွေကတညီတညွတ်ထဲသတ်မှတ်ထားကြပါတယ်ဝင်းမွန်ရွှေကိုပရိသတ်တွေမြင်နေကြအလှပကြီးဒရမာမင်းသမီးပုံစံမျိုးမဟုတ်တော့ပါဘူးပရလောကသားတွေနဲ့ဆက်သွယ်နိုင်တယ်ဒါပေမဲ့အဲ့ဒီအစွမ်းကိုမလိုချင်မဲညှင်းဆန်နေတဲ့နတ်ဝင်တဲ့မင်းကလေးတယောက်ရဲ့အစိတ်ပိုင်းဆိုင်ရာ ပရိပခါတွေကိုအပြည့်ပြည့်ဆုံးတရုပ်ပေါ်ထားတာတွေ့ရပါတယ်။ပရိသတ်တွေကတရေကားလို့ထင်ပြီးတော့သွားကြည့်ကြပေမဲ့တကယ်တမ်းယုံထဲရောက်သွားတဲ့အခါမှာကြောက်လန့်ခြင်းထက်တေလို့တေမှန်မသိတဲ့ချစ်သူအလင်းရောင်ရဲ့ဝိညာဉ်ကိုကယ်တင်ဖို့စူးစမ်းတဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇလန်းကို ရင်ခွဲစရာခံစားလိုက်ရလို့ပါ။ ဒီအောင်မြင်မှုဟာကံကောင်းလို့ရလာတာမဟုတ်ပါဘူး။ဝင်းမွန်ရွှေကိုယ်တိုင်ကသူမရဲ့ကိုယ်ပိုင်ထုတ်လို့ရည်ကနေငွေကုန်ကြီးကြအများအပြားအိတ်ဆိုင်ခံပြီးတော့ထုတ်လို့ထားတာဖြစ်တယ်လို့ဇက်ရုပ်ပြပြမှုအတွက်ကိုလည်းတကယ်နဲ့ဝင်တဲ့ဆီယာမာကြီးတွေစီမှာသွားရောက်လည်လာတင်ယူခဲ့ရပါတယ်။ရိုက်ကွင်းတွေကိုလည်းတကယ်တော်နဲ့ကြီးတွေနဲ့ညတကောင်ရံတွေမှာအစစ်အမှန်နီးပါးဖန်တီးခဲ့ရတယ်လို့ဝိညာဉ်အစစ်တွေနဲ့ကြုံတွေ့ရမလို့ဖြစ်ခဲ့တဲ့အခက်အခဲတွေကိုပါကြော်ဖြတ်ပြီးတော့ရိုက်ကူးခဲ့ရတာပါ။သူမဟာတစ်နှစ်မှဇက်ကားတကားနှစ်ကားလောက်သာစီစစ်ရိုက်ကူးလေ ်ရှိသူဖြစ်လို့ဒီစကားပေါ်မှာသူမရဲ့စေတနာနဲ့အားထုတ်မှုကအရာဂိုင်းလုံးပြည့်ပါဝင်နေပါတယ်။စီးပွားရေးရလည်းတင်းတောင်းချင်ဝင်ငွေရအနုပညာအရာလည်းအကယ်ဒမီဆုနဲ့ထိုက်တန်နေတယ်။နေဝင်တဲ့ဇကားကြီးဟာဝိမုံရှင်ရဲ့အနုပညာသက်တမ်းမှာလက်ရမြောက်ဇကားတစ်ခုဖြစ်လာခဲ့ပါပြီ။ဒါအပြင်ဒီဇကားရဲ့အောင်မြင်မှုကမြမရုံရှင်လောကအတွက်မျှော်လင့်ချက်ရောင်ကြီးတစ်ခုလည်းဖြစ်စေပါတယ်။ပရိသတ်တွေကအရေးအသွေးရှိတဲ့ဖန်တီးမှုတွေကိုဘလောက်ထိတန်ဖိုးထားတယ်ဆိုတာကိုဒီဇကားကသက်သေပြလိုက်တာပါ ဇလန်းအလှည့်အပြောင်းတွေအတံပိုင်းဆိုင်ရာဖန်တီးမှုနဲ့အထူးပြုလုပ်ချက်တွေကနိုင်ငံတကာအစိတ်အမိနီးပါးကောင်းမွန်တာကိုတွေ့ရပါတယ်။အထူးသဖြင့်အလင်းရောင်နဲ့ဝင်းမုံရွှေတို့ရဲ့ဓာတုဗေဒမိမိတရုတ်ဆောင်ချက်တွေကကြီးရှုတဲ့သူတွေကိုမျက်ရည်မစင်နိုင်အောင်ဆွဲဆောင်ထားနိုင်ပါတယ်။ဒါကြောင့်ဒီစကားဟာရုပ်ရှင်ချစ်သူတွေလက်မလွတ်တဲ့ရှားပါရုပ်ရှင်ကားကောင်းတကားဖြစ်တယ်ဆိုတာထပ်လောင်းအကြံပြုချင်ပါတယ်။ အခုလိုအည်သွေးမြင့်ဇာကားတွေပုံမထွက်ပေါ်လာဖို့အတွက်လည်းပြိသက်တွေရဲ့အားပေးမှုကအဓိကအမောင်းနဲ့အားတစ်ခုပါပဲပြိသက်ကြီးတို့ရောလေးဘက်ဇက်တက်ယုံတင်နေရတဲ့ဒီဇာကားကြီးကိုသွားရောက်အားပေးကြပြီလားဆိုတော့ဝင်းမုံရွှေရဲ့စူးစမ်းမှုနဲ့တရုတ်ဆောင်ချက်တွေပေါ်မှာဘယ်လိုမှတ်ချက်ပြုကျင်တယ်လဲဆိုတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်